င်္ဂလာပါကလေးတို့ရေဒီချေကတော့တိတ်ပန်ကိုတင် जा ပေးမယ်ဒီချေချမ်းဖြစ်ပါတယ်ဒီနေ့တင်မဲ့သင်ခန်းစာလေးကတော့ဒီချေတို့တိတ်ပန်ရဲ့အခန်းသုံးလိမ့်ဆန်အုပ်စုများကနေပြီးတော့မှအပိုင်းတစ်လိမ့်ဆန်များကိုခွဲခြားခြင်းပဲဖြစ်ပါတယ်အဲ့တော့ place and လေးတို့တချို့တွေဘယ်လိုခွဲခြားကြမလဲ ဲ့တော့တာဝန်သူမျိုးအရှိခမ်းမှာတာဝန်သူမျိုးတချေတို့တင်ထားပြီးသားဗာလဲတချေတို့ရဲ့ခန္ဓာကိုယ်ကအယိုးများစွာရှိပြီးတော့ခန္ဓာကိုယ်ကိုထောက်ပံ့ပေးတဲ့အပြင်ဗာဖြစ်လဲပုံသဏ္ဍာန်လေးတွေကိုလည်းဖြစ်ပေါ်စေတယ်ခန္ဓာကိုယ်လှုပ်ရှားရမှာအယိုးတွေကနေအမျိုးမျိုးနဲ့တချို့တို့ကိုကူညီပေးပါတယ်။လုပ်ငန်းတစ်အယိုးတိစပုံကိုကြည့်ပြီးတော့တိလိစံလေးတွေကိုဘယ်လိုခွဲကြမလဲ ခြေပုံလေးတွေကိုဖော်ပြပေးထားတယ်။ကဲအဲဒီတော့တခြေတို့လေ့လာပြီးတော့မေကွန်လေးတွေကိုဖြည့်ဆို့ကြရအောင်။ကာကြီးတလေးဆန်တကောင်စီရဲ့အမိကလေးတွေကိုရေးပါ။အဲတော့တခြေကပုံလေးတွေပြပေးထားတယ်။အဲဒီရဲ့တလေးဆန်ရဲ့အမိရဲ့တကောင်ချင်းစီလေးတွေကိုသားတို့သမီးတို့ရေးကြည့်ပေးပါ။ကဲဟုတ်တယ်။နံပါတ်1ပုံလေးကတော့ငှက်ပုံလေးဖြစ်တယ်။နံပါတ်2ကအယိုးပုံလေးကခွေး။နံပါတ်3ကပါလေဖာနံပါတ်4က မွေနံပါတ်5လေးကတော့9ဖြစ်တယ်။ကဲဟုတ်ပြီ။ခါခွေးတလေးဆန်လေးတွေရဲ့အယိုးတိဆောက်ပုံ တူညီမှုရှိပါသလား။ဟုတ်တယ်မတူညီဘူးเนาะတလေးဆန်လေးတွေရဲ့အယိုးတိဆောက်ပုံကမတူညီပါဘူး။ကားငယ်အဲ့တလေးဆန်လေးတွေရဲ့အယိုးတိဆောက်ပုံမှာ အတိကတူညီတဲ့လက္ခဏာလေးတွေကိုဒီချက်ကိုဖော်ပြပေးပါအမ်ဟုတ်တာဗောကြော်ရွရှိတာအဲ့တော့သူတို့ရဲ့တူညီရဲ့လက္ခဏာလေးကကြော်ရွရှိတာ ဂါကြီးအယိုးရှိတဲ့အခြားတလိမ့်ဆန်သုံးမျိုးကိုဒီချက်ကိုတောက်သမီးတို့ဖော်ပြပေးပါ။ကဲဒီချက်နမူနာဖြည့်ပေးမယ်။တောက်သမီးတို့ ਨੇ အဖြေမှန်ခြင်းလည်းမှန်ပါလိမ့်မယ်။ဘာလဲဆိုတော့ဒီချက်တို့စင်ရဲ၊ကြောင်ရဲ၊နွားရဲဖြစ်တယ်။ ကဲတကယ်တော့လုပ်ငန်းနှစ်ကလေးကိုဆက်ပြီးတော့လေ့လာကြမယ်။တလေးဆန်လေးတွေကိုဘယ်လိုမျိုးခွဲခြားနိုင်ပါသလဲ။ပုံလေးကိုကြည့်ပါတချေကဓမ္မပုံလေးပြပေးထားတဲ့ပုံ1နဲ့ပုံ2နဲ့ကဲအဲ့တော့ကာကြီးတိလေးဆန်လေးတွေရဲ့အမည်ကို ရေးပေးပါခါခွေအဲ့တိလေးဆန်လေးတွေဟာဘလို့ကွာချားတယ်လဲ ကားငယ်အဲ့ဒီအထက်ပါတွေ့ရှိချက်လေးတွေအရာလိမ့်စံလေးတွေရဲ့အယိုးဖွဲ့စည်းပုံကိုကြည့်ပြီးတော့ဘယ်လိုမျိုးအုပ်စုခွဲကြနိုင်တယ်လဲကဲဟုတ်ပြီနံပါတ်1ပုံလေးကဘာပုံလဲအင်းမြောင်ပုံနံပါတ်2ကဘာပုံလေးလဲပြည်ကြီးငါပုံဟုတ်ပြီသူတို့ကဘယ်လိုမျိုးကွာခြားတယ်လဲဟုတ်ပြီအင်းမြောင်လေးကတော့အယိုးပါရှိပြီးတော့ပြည်ကြီးငါမှတွေ့ရလားအယိုးမတွေ့ရဘူးအဲ့တော့ပြည်ကြီးငါမှအယိုးမရှိဘူးကဲဟုတ်ပြီအဲ့ဒီတွေ့ရှိချက်ကလေးတွေရလိမ့်စံလေးရဲ့အယိုးဖွဲ့စည်းပုံကဘယ်လိုမျိုး ဖွဲ့စည်းထားတယ်လေဘလို့အုပ်စုခွဲမလဲအဲ့တော့ဟုတ်တယ်ကြောရိုးရှိတလိမ့်ဆန်နဲ့ကြောရိုးမရှိတဲ့တလိမ့်ဆန်ဆိုပြီးတော့ဒီချေတို့ဟာအုပ်စုခွဲကြနိုင်ပါတယ် ီချေတို့လုပ်ငန်းသုံးလေးကိုဆက်ပြီးတော့လေ့လာကြရအောင်ဒီချေပုံလေးတွေပေးထားတယ်အဲ့တော့ပေးထားတဲ့ပုံလေးတွေမှာမတူညီတဲ့တိရစ္ဆာန်အမျိုးအစားလေးတွေကိုလေ့လာပြီးတော့ကြောရိုးရှိသောအုပ်စုနဲ့ကြောရိုးမရှိသောအုပ်စုဆိုပြီးတော့ဒီချေတို့တွေခွဲခြားပေးမယ်ပြီးရင်တိရစ္ဆာန်လေးတွေရဲ့အမည်ကလေးတွေကိုတက်ပေးမယ်ဒီချေပုံလေးတွေပေးထားတယ်เนาะ ြည့်ကြည့်ပါကဲဒါတော့သမီးတို့ပုံလေးတွေလေးလာပြီးသွားပြီလားအဲဒါပုံလေးတွေလေးလာပြီးပြီဆိုရင်ဒီချင်တဲ့တို့အမြင်လေးတွေပေးကြရအောင်နံပါတ်1ပုံကပါပုံလဲနှံကောင်ဟုတ်တယ်နံပါတ်2ကပဇွန်ဟုတ်တယ်နံပါတ်3ကပါပုံလေးလဲခယူးပုံလေးနံပါတ်4ရောသစ်ကလေးဟုတ်ဟုတ်ပြီနံပါတ်5ကပါပုံလေးလဲယုံနံပါတ်6ကဘဲနံပါတ်9ကရောပေါက်တင်ညိုးနံပါတ်10ကပါပုံလေးလဲ င်ကူနံပါတ်9လေးရဂနန်နံပါတ်10လေးရငါနံပါတ်17ကလေးရပရွက်စေနံပါတ်12ကလေးရဒီကောင်တို့ပဲဖြစ်တယ်ဟုတ်ပြီတချို့တော့အမိကလေးတွေပြေးပြီးသွားပြီဆိုလို့ရှိရင်တော့ကြောရိုးရှိတဲ့အုပ်စုနဲ့ကြောရိုးမရှိတဲ့အုပ်စုနဲ့တချို့တော့ခွဲကြပါမယ်ဟုတ်ပြီဒါတော့သမီးတွေမဆူတယ်မှာဇာတ်လေးဆွဲပြီးတော့ရေးပေးပါဟုတ်ပြီကြောရိုးရှိတဲ့အုပ်စုမှာဘယ်ကောင်လေးတွေပါမလဲဟုတ်တယ်နံပါတ်၄တက်ကလအုပ်ပါမယ်ပြီးတော့နံပါတ်၅ယုံပါမယ် နံပါတ်6ဘဲပါမယ်နံပါတ်9ပုတ်တင်မျိုးပါမယ်နံပါတ်10ငားပါမယ်အဲ့ဒါဆိုရင်ကြောရုံမရှိတဲ့အုပ်စုမှာကြံနဲ့ဘာဖြစ်လဲတချေတို့အမှတ်စဉ်နံပါတ်ကလေးတွေအကုန်လုံးပါတော့မှာပေါ့အဲ့တော့နံပါတ်1ကောင်ဘာကောင်လဲနှံကောင်ပါမယ်နံပါတ်2ပဇွန်ပါမယ်နံပါတ်3ခရုပါမယ်နံပါတ်8ပင်ကူလေးပါမယ်နံပါတ်9ကနန်းပါမယ်နံပါတ်17ပရွက်စိတ်ပါမယ် နံပါတ်7တီကောင်လေးပါမယ်။ကဲဟုတ်ပါပြီ။အလိုဘတ်တလေးဆန်လေးဒီမှာဆိုလို့ရှိရင်လေကြောယိုးရှိတလေးဆန်နဲ့ကြောယိုးမရှိတဲ့တလေးဆန်ဆိုပြီးအုပ်စုနှစ်စုခွဲခြားနိုင်တယ်။ဦးကောင်းဖိုင်ရနေတို့တချို့ဟိုအမေးပိုက်တွေကိုဆက်သွဲပြီးတဲ့အယိုးအုပ်စုအဖွဲ့ကကြောယိုးပဲဖြစ်ပါတယ် အဲ့တော့ကြောရိုးရှုတိရိစ္ဆာန်တွေမှာဆိုလို့ရှိရင်တော့အယိုးအဆစ်တွေများစွာပါတယ်ကြောရိုးတိုင်းနဲ့တခြေတို့ကိုကြောရိုးတိုင်းပေါ့နော်ဒီလိုကြောရိုးတိုင်းရနေပြီးတော့မှဖွဲ့စည်းထားပြီးတော့မှအယိုးတွေကခန္ဓာကိုယ်ကိုထောက်ခံပေးပြီးတော့ပုံသဏ္ဍာန်ကိုဖြစ်ပေါ်စေတယ်အဲ့ဒီမှာပါတယ်ဘာကောင်လေးတွေပါလဲဆိုရင်နွားတို့မြက်တို့ဖားတို့ငါးတို့ပုတ်တင်မျိုးတို့အဲ့လိုဟာတွေကောင်လေးတွေကပါလဲကြောရိုးရှိတိရိစ္ဆာန်အုပ်စုတွေမှာပါဝင်ပါတယ်အဲ့တချို့တိရစ္ဆာန်တွေမှာတော့သူတို့ကကြောရိုးမရှိဘူးအဲ့လိုကြောရိုးမရှိတဲ့တိရစ္ဆာန်လေးတွေကကျတော့ခန္ဓာကိုယ်လေးတွေကပျော်ပြောင်းတယ် ဒါပေမဲ့တချို့ဟာလေးတွေကကျတော့ဘာဖြစ်လဲခန္ဓာကိုယ်လေးတွေအပြင်အပြင်ပါကိုသူတို့တွေကအခွန်မာလေးတွေနဲ့ဖုံးအုပ်ထားလေးရှိတယ်ဥပမာဘလူကောင်လေးလေဒီကောင်လေးတွေအင်းဆက်ကလေးတွေပင့်ကူလေးတွေနဲ့ရေတရဝအချို့ဗာလေရေပွဲတို့ပစုံတို့ခဏန်းတို့အဲ့လိုကောင်လေးတွေကတော့ဘာဖြစ်လဲကြောရိုးမရှိတဲ့တိရစ္ဆာန်အုပ်စုတွေမှာပါဝင်ပါတယ်ကွယ်အဲ့တော့တချို့တွေအနှစ်ချို့ရမယ်ဆိုရင်တော့တိရစ္ဆာန်လေးတွေမှာဆိုရင်တော့ကြောရိုးရှိတိရစ္ဆာန်နဲ့ ကြောရိုးမရှိတဲ့တိရိစ္ဆာန်ဆိုပြီးတော့အုပ်စုနှစ်စုခွဲခြားနိုင်တယ်တီချာတို့ခန္ဓာကိုယ်အတွင်းမှာဆိုလို့ရှိလို့ရှိရင်တော့ကြောရိုးပါရှိတဲ့တိရိစ္ဆာန်လေးတွေမှာဆိုလို့ရှိရင်တော့ဖားလေးတွေမွေလေးတွေငါးလေးတွေစာကလေးတွေ ခွေးကလေးတွေဟာကြောရိုးရှိတလေးဆန်လေးတွေဖြစ်ပြီးတော့ခန္ဓာကိုယ်အတွင်းမှာကြောရိုးမပါဘဲနဲ့တလေးဆန်လေးတွေမှာတော့သူတို့ကတော့ပျော်ပြောင်းတဲ့ခန္ဓာကိုယ်ဒါမှမဟုတ်လို့ရှိရင်အခွန်မာနဲ့ဖုံးအုပ်ထားတဲ့အားလေးတွေဖြစ်တယ်။ဥပမာဒီကောင်လေးကျေငါးလေးဓာခုတ်ကောင်နှံကောင်ပင့်ကူးကနံသူတို့ကတော့ကြောရိုးမရှိတဲ့တလေးဆန်လေးတွေပဲဖြစ်ကြပါလေကွယ်။